မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်အခုတင်ဆက်ပေးမယ့်သတင်းကတော့မင်းအွန်လိုင်းကရန်နိုင်မင်းစစ်စင်ရေးဖြင့်လေကြောင်းတိုက်ခိုက်မှုများထပ်မံအရှိန်မြင့်တင်ရညွှန်ကြားထားနှစ်ရက်အတွင်းပြည်သူ45ဦးလေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ် အကြမ်းဖက်စစ်ကောင်စီကနိုင်ငံတော်တွင်လေကြောင်းတိုက်ခိုက်မှုများထပ်မံအရှိန်မြင့်တရညွှန်ကြားထားပြီးယခုလာမည့်မိုးရင်းကာလမတိုင်မီလေကြောင်းတိုက်ခိုက်မှုများပုံမှုများပြလာမည်ဖြစ်ကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါရယ်စစ်ကောင်ဆောင်မင်းအောင်လိုင်းကမိုးရင်းကာလမတိုင်မီရနိုင်သမျှနေမြင့်များနဲ့မြို့နယ်များကိုပြန်လည်သိမ်းပိုက်ရန်ညွှန်ကြားထားကြောင်းရင်းသို့သိမ်းပိုက်ရန်စ조사ရာတွင်ဖြစ်နိုင်သမျှနီလန်းပေါင်းစုံကိုအသုံးပြုရန်ညွှန်ကြားထားခြင်းဖြစ်ကြောင်းသိရှိရပါရယ် ဒီမိုးရင်းကာလမတိုင်မီမှာလေကြောင်းကနေထိုးစစ်ဆင်ပြီးမြေပြင်ကလည်းနေမြေသိမ်းပိုင်းမှုတွေဆက်လက်ဆင်နွှဲဖို့ညွှန်ကြားထားပါတယ်။အခုညွှန်ကြားချက်တွေကမနေ့ကတည်းကစတင်နေတဲ့ရန်နိုင်မင်းစစ်ဆင်ရေးရဲ့အကောင့်ထဲပေါ်မှုဖြစ်တယ်လို့သိရတယ်။မေလနဲ့ဇွန်လမှာလေကြောင်းတိုက်ခိုက်မှုတွေပုံမှန်များပြားနိုင်ပါတယ်ဟုနေပြည်တော်စစ်ဘက်သတင်းရှင်မြစ်ကသတိပေးပါတယ်။ စစ်ကောင်းဆောင်မင်းအောင်လိုင်က2024ခုနှစ်စက်တင်ဘာလ10ရက်နေ့မှာစတင်၍ရန်နိုင်မင်းစစ်စင်ရေးကိုအကောင့်ထည့်ဖော်ခဲ့ပြီးရင်းစစ်စင်ရေးမှာဆုံးရှုံးနေမည်များကိုအ धिक ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရေးနှင့်အကြမ်းဖက်အဖွဲ့ဟုစစ်ကောင်းစီကကြေညာထားသောလက်နက်ကိုင်အဖွဲ့များကိုမြေပြင်ပေါ်မှပြောက်ွယ်သွားသည့်အထိချိန်မုံနေနေရေးဖြစ်ကြောင်းအဆိုပါစစ်စင်ရေးသည်ရွေးကောက်ပွဲကြောင့်ဖြစ်ပေါ်လာမည့်နိုင်ငံရေးအပြောင်းလဲနှင့်သက်ဆိုင်မည်မဟုတ်ပေစစ်တပ်၏ဦးတည်ချက်နှင့်စစ်စင်ရေးများဖြစ်၍ဆုံးရှုံးနေမည်များပြန်လည်သိမ်းပိုက်ရရှိမှ ှသာလျှင်စစ်စင်ရေးအောင်မြင်ပြီးဆုံးပြီဖြစ်ကြောင်းသိရှိရပါသည်။လက်တလောစစ်ကောင်စီကဒေသတိုက်ခိုက်မှုများကိုအရှိန်အဟုန်မြင့်နေရာအီဗီလာ၁၈ရက်နေ့နဲ့အီဗီလာ၁၉ရက်နေ့တို့တွင်လေကြောင်းတိုက်ခိုက်မှုများကြောင့်ပြည်သူ၄၈ဦးသေဆုံးခဲ့ကြောင်းသိရှိရပါသည်။အေဗီလာ၁၈ရက်နေ့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်လိတ်ကျရွာနယ်ရေးထွက်ချေးရွာကိုစစ်တပ်ကလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့တဲ့ပြင်ပြည်သူ၃၃ဦးသေဆုံးက၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါဗျာ။ ဧပြီလ19ရက်နေ့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ရေရွက်ရွာကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်းတေဆုံးသူ24ဦးရှိခဲ့ကြောင်းသိရှိရပါသည်ဧပြီလ19ရက်စကိုင်းတိုင်းမြို့မြို့နယ်ကံတော်ရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဖြင့်ပုံကျဲတိုက်ခတ်ခြင်းကြောင့်ကလင်းငယ်များပါဝင်ပြည်သူ၅ဦးခန့်သေဆုံးခဲ့ကြောင်းသိရှိရပါသည်။ဧပြီလ19ရက်မနက်7:00နာရီအချိန် PNU တပ်မှတင်နေမြို့မြို့နယ်ဘီလင်းမြို့နယ်မင်းစောရွာဖုန်ကြီးကျောင်းကို လေးပြင်းပုံကျဲတိုက်ခိုက်ရာပြည်သူနှုတ်ဦးတေဆုံးပြီး ကိုရင်နှစ်ပါးဒဏ်ရာရရှိကြောင်းသိရှိရပါသည်။အေဘီလာ19ရက်နေ့ရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်နေရာနန့်ကိုလေးရင်ပြင်းပုံကျဲတိုက်ခိုက်ရာ ပြည်သူများထွက်ပြေးချိန်မရလိုက်ပဲအရသာတဦးထက်မနည်းတေဆုံးပြီး20ကျော်ဒဏ်ရာရရှိသွားကြောင်းသိရှိရပါသည်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီ၏23ရက်နေ့လွန်ငင်းသက်တာခွင့်ဖြင့်နိုင်ငံရေးအကျဉ်းသား388ဦးသာလွတ်မြောက်ပြီးနိုင်ငံရေးအကျဉ်းသား2000ကျော် ဖမ်းဆီးခံထားရစေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကောင်စီ23ရက်နေ့လွန်ကြီးသက်တာအတွင်ဖြင့်နိုင်ငံရေးအကြံသား388ဦးသာလွန်မြောက်ပြီးနိုင်ငံရေးအကြံသား2000ကျော်ဖမ်းဆီးခံထားရစေဖြစ်ကြောင်းမြန်မာတိုင်းနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကြံသားများကွန်ရက် PPN မှဦးဆောင်ကော်မတီဝင် ကိုတိုက်ထွန်းကပြောကြားပါရသည်။ အကျန်းဖက်စစ်ကောင်စီက23ရက်နေ့တွင်လွန်ငင်းပေးမှုတွေအကျဉ်းထောင်33ထောင်မှနိုင်ကျင်380ဦးလွန်မြောက်သည်ဆိုတော့လေရင်းစိန်အကျဉ်းထောင်လွန်ငင်းစင်စစ်စစ်ရလိုနေသေးကနိုင်ကျင်2000ကျော်ဖမ်းဆီးခံထားရသေးဖြစ်ကြောင်းလက်ရှိတွင် PPN မှမှတ်တမ်းကောက်ယူမှုအရအကျဉ်းထောင်33ထောင်တွင်နိုင်ငံရေးအကျဉ်းသား221ဦးနိုင်ငံရေးအကျဉ်းသူ159ဦးစုစုပေါင်း338ဦးလွတ်မြောက်ကြောင်းသိရှိရပါသည် အချင်းထောင်ထဲမှာ2000ကျော်လောက်တော့ကျန်းရှိနေစေဖြစ်တဲ့လက်ရှိလွတ်နေတဲ့အရေးအတွက်တွေကအရန်နေသေးတယ်။အချင်းထောင်ထဲမှာနိုင်ငံရေးပုံမှန်တွေနဲ့905အပါအဝင်အခြားပုံမှန်တွေနဲ့ဆွဲခံထားရသူတွေလက်ရှိအချင်းထောင်ထဲမှာရှိနေတော့2000ဝန်းကျင်နဲ့2000ကျော်လောက်တော့ဖန်စီထိန်းသိမ်းခံထားရစေလို့ပြောလို့ရပါတယ်ဟုနိုင်ငံမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ဦးဆောင်ကော်မတီဝန်မှကိုတိုက်ထွန်းကပြောကြားပါတယ်။ ကျွန်တော်တို့အကျဉ်းထောင်တွေကိုတိုက်ရိုက်ဝင်ရောက်စစ်ဆေးခွင့်ရတဲ့အဖွဲ့အစည်းမဟုတ်တော့လွတ်မြောက်လာတဲ့လူတွေရဲ့ပြောဆိုမှုနဲ့ကျွန်တော်တို့ရဲ့စောင့်ကြည့်မှုထွက်လာတဲ့အခြေအနေကိုနေမြေတာဝန်ခံတွေရဲ့သတင်းပေးပို့မှုအပေါ်အခြေတည်ပြီးထွက်ဆထားတာဖြစ်တဲ့အတွက်မြေပြင်မှာဒီထက်ပိုမှုများပြားနိုင်တာလည်းရှိသလိုဒီထက်ပိုနှဲသွားနိုင်တာလည်းရှိပါတယ်ဟုကိုတိုက်ထွန်းကပြောပါတယ်အချမ်းဖက်စစ်ကောင်စီကအေဘီလ18ရက်နေ့မြန်မာနှစ်တစ်ခုနေ့နှစ်ဆန်တရနေ့တွင်အကျဉ်းသား 9000နီးပါးကိုလွန်ငိမ့်သက်တာခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့ကြိုက်တီဟိုတောင်ကြီးတွင်ဖမ်းဆီးရမိသော ပြူစောတီကောင်းဆောင်လှိုင်မင်းအပါဝင်အဖွဲ့ဝင်အုပ်ကိုဆက်လက်ဖမ်းဆီးထားပြီးအရေးယူမည်ကြမ်းရှိသောမိသားစုဝင်အလုံးကို PDF တပ်ဖွဲ့ကပြန်လွတ်ပေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ကြိုက်ထီယိုတောင်ကြီးရှိကင်မောင်ချောင်းကျေးရွာကတက်ချောင်းရေတံခွန်တွင်ဖမ်းဆီးရမိသောပြူစောတီကောင်းဆောင်လိုက်မဲပါဝင်အဖွဲ့ဝင်၅ဦးကိုဆက်လက်ဖမ်းဆီးထားပြီးအရေးယူသွားမည်ဖြစ်ကြောင်းအမတ်၂၀ကွန်ပြူဟာတာဝန်ခံရဲဘော်အီမင်ထွန်းကပြောဆိုပါရသည်။ ်ဧပြီလ15ရက်နေ့တွင်ကြိုက်ထုံမြို့နယ်ကဒက်ချောင်းရှိစားတောက်ဆိုင်တစ်ခု၌တောက်စားမူရည်နေသည့်ညောင်လေးပင်မြို့နယ်ပြူစောတီကောင်းဆောင်ဦးလိုက်မင်းဒုတိယပြူစောတီကောင်းဆောင်မဲကြီးအပါဝင်မိသားစုဝင်48ယောက်ကိုကြိုက်ထုံမြို့နယ်ပြည်သူ့ကံကွယ်အဖွဲ့ကအရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် ထို့သို့ဖန်စီခဲ့သူများနဲ့ဖြူစောတီကောင်းဆောင်လိုင်မင်းဖြူစောတီဒုတိယကောင်းဆောင်မဲကြီးဖြူစောတီအဖွဲ့ဝင်မင်းမော်ဦးလိုင်မင်းသာကျော်ကျော်ဦးတိန်ထေးနဲ့လိုင်မင်းမိမဖြစ်သူရမင်းတို့ကိုဆက်လက်ဖန်စီထားကကြံမိသားစုဝင်များကို AB 16ရက်နေ့မှာပြန်လွှတ်ပေးခဲ့ကြောင်းသိရှိရပါသည် ်စစ်ကောင်စီထောက်ခံတဲ့လော်ဘီသတင်းတွေကဝါရဖြန့်တယ်လို့မျိုးဖျားဖို့ပြည်သူတွေကိုအကြောင်းမဲ့ဖမ်းဆီးတာမျိုးမလုပ်ပါဘူးအဲ့ဒီလိုအလုပ်တွေကသူတို့ပဲလုပ်ကြတာပါကျွန်တော်တို့ကမတိကျမသေးချပဲဘာမှမလုပ်ဘူးသူတို့တောက်စားမှုရစ်ပြီးရိတ်ကူးနေကြတဲ့အချိန်မှာဖမ်းတာပါဖျားဖို့တဲ့အချိန်ဖမ်းတာမဟုတ်ပါဘူးအဓိကဖမ်းတာကတော့ခေါင်းဆောင်လှိုင်မဲမှာသူနဲ့အတူဖြူအဖွဲ့ဝင်၄ယောက်ပါတယ်ဒါပေမဲ့မိသားစုတွေရောပါလာတော့သူတို့မိသားစုတွေရဲ့လုံခြုံရေးကိုလည်းစိုးရိမ်ပြီးအားလုံးကိုလက်တလောခေါ်သွားတာပါ မိသားစုဝင်တွေကိုတော့ကောင်းကောင်းမွန်မွန်ကျွေးမွေးဆောင်ရှောက်ထားပြီးအခုတော့သူတို့မိသားစုကို ပြန်လွှတ်ပေးလိုက်ပါပြီဟုရဲဘော်အင်မင်ထွန်းကပြောဆိုပါရယ်အဆိုပါဖန်စီထိန်သိမ်းထားသော ပြူစောထီးများသည့်အကျန်းဖက်စစ်တပ်၏ခမာယ20တရင်နှင့်ပူပေါင်းက ကျင်းရများကိုမိရှုဖျက်ဆီးခြင်းပြည်သူပိုင်းပစ္စည်းများကိုခိုးယူခြင်းပြည်သူများကိုရရဲဆက်ဆက်တက်ဖြတ်ကအလောင်းဖြောက်ခြင်းပြည်သူပိုင်းပစ္စည်းများကိုရောင်းစားကခမာရ20တက်သို့ပေးပို့ခြင်းမြောင်လေးပင်မြို့နယ်စီမံကောင်စီဘုံမှုနယ်လေးနှင့်ပေါင်းကလူငယ်များကိုဖမ်းဆီးပြီးခမာရ440တက်ရင်တိုက်ဥသို့ပို့ဆောင်ခြင်းလူငယ်များနှင့်အတူပါလာသည့်ဆိုင်ကယ်များကိုရောင်းစားကဘုံမှုနယ်လေးနှင့်ခွဲဝေယူခြင်းတို့လှုပ်ဆောင်နေသူများဖြစ်ကြောင်းသိရပါသည် ဖမ်းတဲ့အချိန်မှာပါလာတဲ့မိသားစုဝင်တွေကိုပြန်လွတ်လို့ရပေမဲ့ဘသူကပြူစောတီဘသူကပြည်သူဆိုတာမသိရသေးလို့ခေါ်ဆောင်သွားတာဖြစ်တဲ့လုံးကြုံတဲ့နေရာရောက်တဲ့အချိန်မှာစစ်စေးပေါ်ပေါက်ချက်အရာခေါင်းဆောင်ကလှိုင်းမင်းသူဇနီးမယမင်းအပါဝေ၅ဦးအဲ့ဓာရီကိုတော့လက်ရှိထိမ့်သိမ်းစစ်စေးနေစေဖြစ်တဲ့သူတို့နဲ့ဆိုင်တဲ့မိသားစုဝင်တွေဟာဖြူစောတီဝင်နေမဟုတ်ဘူးကျွန်တော်တို့အနေနဲ့ကတော့ ကြည့်သူလို့တတ်မှတ်လိုက်တယ်အပြစ်ရှိသူကိုတော့အပြစ်ရှိတဲ့အတိုင်းဖော်ထုတ်အေးအေးယူသွားမှာဖြစ်တာပေါ့ဒါကိုပြည်သူလူထုကိုချက်ပြခြင်းဖြစ်ပါတယ်ဟုရဲဘော်အေမင်ထွန်းကဆက်လက်ပြောဆိုပါတယ်ထို့သောဆက်လက်ဖမ်းဆီးစစ်ဆေးနေသောပြူစောတိအဖွဲ့ဝင်များကျွလွန်ခဲ့သည့်ပြစ်မှုများကိုဖော်ထုတ်ကကျွလွန်ထားသည့်ပြစ်မှုများပေါ်မူတည်၍ထင်ရောက်သည့်ပြစ်ဒဏ်ရရှိအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းအသိပေးထားပါတယ် သူတို့ကျူးလွန်ထားတာတွေကအများကြီးပါအသေးစိတ်ကိုပြည်သူတွေကိုချပြပေးသွားမှာပါအဲ့ဒီပြူစောကြီးနဲ့မိသားစုဝင်တွေဖမ်းဆီးခံလိုက်ရတဲ့ကရက်ချောင်းရီတကွန်ဟာစစ်ကောင်စီတပ်တွေလုံခြုံရေးအဖြစ်ယူထားတဲ့ချိုက်တီယိုတောင်ကျေကကင်မောစခန်းနဲ့မိုင်ဝက်ကျော်ကျော်လောက်သာဝေးပြီးဆိုင်ကနေတွားရင်၅မိနစ်ဝင်းကျင်သာတွားလာရတဲ့နေရာဖြစ်ပါတယ်ဟုအမတ်၂၀ကွန်ပြူအမှုရဲဘော်အေမင်ထွန်းကပြောဆိုကြောင်းသိရှိရပါတယ်။